အားလုံးပဲမင်္ဂလာပါဆရာမလေးရဲ့စာဖတ်ပြမယ့်အစီအစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကြားထဲမှာတော့အလုပ်ကလေးတွေနည်းနည်းများနေရတဲ့စာဖတ်တဲ့အစီအစဉ်လေးတွေလည်းပြတ်ကွက်နေပါတယ်အခုကစပြီးတော့စာဖတ်တဲ့အစီအစဉ်လေးကိုပြန်ပြီးတော့စတင်မှာပြရကြောင်းမလို့ဆက်လက်ပြီးတော့အားပေးကြဖို့ကိုလည်းတစ်ခါလေးပြတာရက်ခံလိုပါတယ်ဒီနေ့ဆရာမလေးဖတ်ပြမယ့်စာအုပ်လေးကတော့အထုပ်ပတ်တိစာစဉ်တွေကချီခွေဘာရာရဲ့အထုပ်ပတ်တိစာစဉ်လေးပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင် ဒီအထုပ်ပတ်တိစာစဉ်လေးကို ရေးသားပြုစုတာကတော့အဲစာရေးဆရာနိုင်ဦးဖြစ်ပါတယ်ဒီတန်းအာဂျင်တီးနားနိုင်ငံ ရေဇာရိုမြို့ဥစ္စာတနာပြည်စုံသောမိသားစုမှ1928ဂျွန်လ14ရက်နေ့တွင်ချီခွေဗာရာကိုမွေးဖွားသည်တော်လန်ရေးသမားကြီးခြေအမြီရမလာမီသူဤအမြီရင်းမှာ အာနက်စတိုဂွေဗာရာဖြစ်သည်လက်တင်အမေရိက၏အလယ်လက်လွာမိသားစုမှတားအကြီးဆုံးဩရတာလည်းဖြစ်သည်အကြောင်းအကျအပူဝင်ကင်းမဲ့သောဘဝဖြင့်ကြီးပြင်းလာခဲ့သောညာလေသူဘဝသူမိသားစုထက် အခြေအနေနှိမ့်ကြသူခါတဝင်းစာအတွက်ရုံးကန်လှူရှားနေရသူတွေကို အာနက်စတိုဂွေဗာရာစိတ်ဝင်တစားနဲ့အမြဲစူးစမ်းနေတတ်သည် သူပတ်ဝန်းကျင်မှကဘာကြီးအကြောင်းကဘာကြီးဤနိုင်ငံရေးနှင့် လူမှုရေးစနစ်တွေအကြောင်းအမြဲလေ့လာစီးပူးနေသည်အာနက်စတိုအသက်14နှစ်အရွယ်မှစ၍ပြင်ပစာပေအဖက်အပြုများလာသည်သွေးသည်မြမြင်သည်မြစာအုပ်အလုံးတိမ်ကြုံဖတ်တော်သည် ဤမှာပင်ပဝန်းကျင်မှာလူမှုသဘာဝတို့ဤအမှုအကျင့်နှင့်လက္ခဏာတို့ကိုသဘောပေါက်နားလည်ရန်စ조사အထုတ်ရာတွင်ကာမတ်အင်ဂျင်နှင့်ဆန်ဖာဘရိုက်လိုအတွေးခေါ်အိုင်ဒီယာများမှာအာနက်စတိုဂေဗာရာအတွက်နှုံးဆန်တွေဖြစ်လာသည်အဆိုပါအယူအဆအတွေးခေါ်များမှတဆင်ဖြားနာနေသောလူဖွဲ့အစည်းအကြောင်းနားလေသဘောပေါက်လာယုံနာမကလူဖွဲ့အစည်းတွင်ဆွဲကပ်နေသော လူမှုဒုက္ခဒုက္ခအနာရောဂါတွေကို သူကိုယ်တိုင်ကုသပေးနိုင်ပြီးနီလန်တလန်းကိုလည်းရှားဖွေလိုစိတ်တွေပြင်းပြလာသည်1957အာနက်စတိုဂွေဗာရာအသက်22နှစ်ဆေးသက်ကတော်တွင်ပညာသင်ကြားနေသောအချိုကာလအာလက်ခွင့်တစ်နှစ်ယူကတောင်အမေရိကတိုက်၏စင်းရဲသားတွေအများဆုံးနေထိုင်ရာနေရာတွေကို မော်တော်ဆိုင်ကယ်နှင့်သွား၍လေ့လာခဲ့သည် အာနက်စတို၏မော်တော်ဆိုင်ကယ်ခီးစဉ်မှာ စုစုပေါင်းမိုင်9000ခန့်ရှိသည် အဆိုပါစွန်သားရေးခီးစဉ်အတွင်းအာနက်စတိုဂေဗာရာအတွက်စိတ်အထိခတ်ရဆုံးကိစ္စမှာ ပီရူးနိုင်ငံဆန်ပါလိုမြို့တွင်တွေ့လိုက်ရသော လူအတိုက်အဝန်းတစ်ခုဖြစ်သည် သူတို့မှာအပေခံတွေဖြစ်သည် လူမှု အတိုင်းဝိုင်းဝင်းကျင်တစ်ခုလုံးက သူတို့ကိုဖယ်ကျင်ထားသောကြောင့် မသေးယုံသမဲအစာအစာမိဝဲ၍အသက်ရှင်တန်နေကြရသော လူအသင်အပင်လည်းဖြစ်သည် တို့ရာတွင် သူတို့၏လူသားဆန်သော ရိုင်းပင်ချင်းစီယုံချင်းကို အာနက်စတိုသဘောကြသည်လူမှုဘဝဤချွတ်ချုံကြနေသောအခြေအနေမှထွက်ပေါ်လာသော လူသားဤအလှတရားလည်းဖြစ်သည် အမှန်အားဖြင့် သူတို့ကိုအပေကံတွေအဖြစ် ပြုမှုဆက်ဆံနေသော လူအတိုင်းအဝိုင်းမှာဆက်ဆုပ်ယွန်ရှာပွဲကောင်းသည်သူတို့ကိုတောင်းဝန်ပြက်ကွက်စွာဖယ်ကျင်ခဲ့သော လူအဖွဲ့စည်းသည်သာအာနက်စတိုဂွေဗာရာ၏ဒေါသမုန်တိုင်းထံရာ ပြင့်မှတ်ဖြစ်လာရာ အပေကံအညာဒရလူအတိုင်းအဝိုင်းတစ်ခုသို့အာနက်စတိုဂွေဗာရာသွားရောက်စူးစမ်း လေးလာခဲ့ခြင်းသည်ပင် အနာဂတ်တွင်တောက်လောင်လာမည်တော်လန်၏မိဘုံတိုင်းကြီးတို့၏မိဘွားတစသူ့ယင်မှကိန်းအောင်လီတော်သည်သေးကြောင်ပြီး၍ဆံဝန်ဖြစ်လာသောအာနက်စတိုဂွေဗာရာမှဆေးရုံတွင် လူနာရီကိုကူတပေးနေရသည်ကိုပင်မယောင်ရဲမတင်းတင်နိုင်လူမှုဒုက္ခအပေါင်းတို့ဖြစ်ပွားရာအကြောင်းတရားကို သူသိနေသည် ူအတွက် လူတူးတယောက်ချင်းစီဤအနာရောဂါတို့ကိုကုသယုံနှင့်မရောက်ရဲနိုင် နာမကျန်းဖြစ်နေသော လူအဖွဲ့စည်းကြီးတစ်ခုလုံးကိုကုသမှသာလျှင် လူသားအလုံးလူမှုဒုက္ခဝေဒနာအပေါင်းမှလွတ်မြောက်နိုင်မည်မဟုတ်လောအပိုင်းတတော်လန်သောအတွေးခေါ်တော်လန်ရေးဆိုတာတစ်ပင်အပေါ်မှာမှဲ့ပြီးကြွေကြလာမဲ့ပန်းသည်မဟုတ် ငါတို့ကကြွေကြလာအောင်လှုပ်ယူရမယ်အာနက်စတိုချီကွေဗာရာ1953ခုဂျွန်လဘွန်နိုဆိုင်တဲ့တက္ကသိုလ်မှဆေးပညာဖြင့်ပွဲရပြီး မကြာမီနောက်တစ်ကြိမ်လီလာရီခီထွက်ခွာလာရာ ပီရူးနိုင်ငံသို့ရောက်လာပြန်သည်ထို့နောက်အင်ဆာဗိုင်ဒါမှ1954နှစ်ဦးပိုင်းတွင်ဂွာတီမာလာသို့ရောက်လာသည် ဂွာတီမာလာသို့ခြေရောက်လာသည်မှာဒီမိုကရက်တစ်နီးအရာရွေးကောက်ပွဲဖြင့်အာဏာရလာသောဟက်ကိုဗိုအာဒဗင်အစိုးရလက်အောက်တွင် ပထမဆုံးသော လေယာမြေပြုပြင်ပြောင်းလဲရေးတွေနိုင်ငံတော်ဝန်စတင်နေခြင်းလက်တင်အမေရိကတွင်အစဉ်အလာရဥစ္စာတနာကျဲဝချမ်းသာသူတွေပိုင်ဆိုင်ထားသော လေယာမြေစနစ်ကိုဖျက်သိမ်း၍မရှိစင်ရဲသာတောင်သူလေသမားတွေကို လေယာမြေတွေပြန်လည်ခွဲဝေပေးနေရာ United Fruit Company ပိုင်ဆိုင်သော လေယာမြေအမြောက်အများလဲလက်လွတ်လိုက်ရသည်။ဤမှာပင်ဂွာတီမာလာသမရ အတဝင်းအပေါ်အမေရိကန်အစိုးရ၏ဒေါသမျက်ဆောင်ကြလာတော်သည်ကွန်မြူနစ်တွေပြည်သူပိုင်သိမ်းခြင်းကိုစန့်ကျင်ဖို့အမေရိကန်အစိုးရကို လော်ဘီလုပ်သူမှာ United Fruit Company မှလူထုဆက်ဆံရေးအရာရှိတဦးဖြစ်သည်ထိုအချိန်၌ကွန်မြူနစ်အင်အားစုဘက်မှ သူတို့သဘောထားကို ွင့်ပွင့်လင်းလင်းထုတ်ဖော်မပြောကြတော့လဲစစ်အေးခေတ်ကွန်မြူနစ်တစေကြီးကို ထိတ်လန့်ခြောက်ခြားစွာ မောင်းထုတ်နေသောအမေရိကန်သမရအိုက်ဆင်ဟောင်းတော်အတွက်မူဂွာတီမာလာသမရအာဒဗင်မာ ချင်းနှိုင်းမုတ်ကိုရမီပြတ်မှတ်တစ်ခု ဖြစ်လာခဲ့သည် အမေရိကန်နိုင်ငံပန်နဂွန်စစ်ဌာနချုပ်တွင် အချက်ပေးခေါင်းလောင်းတန်တွေပပွက်ညံနေသည့်တိုင်စင်ရဲရင်နစ်နေသောကြောမွဲတွေကိုလေယာမြေတွေဝေချမ်းပေးနေသောဂွာဒီမာလာသမရဂျက်ဟက်ကိုဝေအာဒဗင်ဤအာထုံမှုနှင့်ရုံးကန်တိုက်ခိုက်မှုများမှာချီကွေဗာရအတွက်နားဝင်ပြီး အလွန်ချိုသောတေဂီတာတပုတ်ဖြစ်နေရာ မကြာမီ ဂွာဒီမာလာနိုင်ငံသည်အာနက်စတိုချီဂွေဗာရာ၏နေအိမ်ဖြစ်လာသည်ဂွာဒီမာလာမြို့တော်တွင်ဘဝသစ်ဖြစ်အခြေကျနေထိုင်လာရာမကြာမီ သူ၏အိုင်ဒီယာအမြင်တွေကိုမျှဝေနိုင်ပြီး အဖော်တူးရလာသည် ရှိတာကအက်စတာဆိုသူ ကျူးဘာနိုင်ငံသူတူဖြစ်ပြီးသူမသည်လည်းနိုင်ငံတွင်ကွန်မြူနစ်လှုပ်ရှားမှုတွေမှာပါဝင်ပတ်သက်မှုဖြင့်1948ခုပီရူးနိုင်ငံမှပြည်နင်တန်းဖြင့်ဂွာဒီမာလာသို့ရောက်လာသူဖြစ်သည်ပြည်ပနိုင်ငံရောက်လာချိန်မှာလည်းနိုင်ငံရေးလုပ်ငန်းများဆက်လက်လုပ်ကင်လာရာချီကွေဗာရာနှင့် တွေ့ဆုံချိန်တွင် သူမမှာအမေရိကန်ပေါ်ပြူလာတော်လှန်ရေးတပ်ပေါင်းစုအတွက်လက်ဝဲအုပ်စုတွေကို စီယုံနေခြင်းဖြစ်သည်ချီတာကာအက်စတာနဲ့ချီဂွေဗာရာတို့ရင်းနှီးပြီးနောက်သူမအဆက်အသွယ်မှာတဆင်ပင်လယ်ကွေ့အခြားတစ်ဖက်မှရောက်လာသောတော်လှန်ရေးသမားလူငယ်တဦးနဲ့ချီဂွေဗာရာဆုံကြသည်ကျူဘာတော်လန်ရေးသမားဖီဒယ်ကက်စထရိုနဲ့ပထမဦးဆုံးတွေ့ဆုံမှုကိုနှောင်းပိုင်းတွင် ဖီဒယ်ကက်စထရိုသည် ကျူပါကိုပြောင်းလဲနိုင်သူတူအဖြစ်ပုံဖော်ရေးသားထားသည် သူနှင့်ချီဂွေဗာရာတွေ့ဆုံခြင်းသည် နိုင်ငံရေးအဖြစ်အပျက်တစ်ခုဖြစ်ကြောင်းဖီဒရယ်ဂရက်စ်တို့သည်ပညာတတ်လူငယ်တူဖြစ်ပြီးသူကိုယ်သူယုံကြည်မှုအပြည့်အဝရှိ၍အလွန်ရဲတင်ကြောင်းသူတို့နှစ်ဦးပထမဦးဆုံးတစ်ကြိမ်တွေ့ဆုံပြီးသည်နှင့်အလွန်ရင်းနှီးသွားကြောင်းမှတ်တမ်းတင်ထားသည် ဂွာဒီမာလာမြို့တွင် လာရောက်စုဝေးနေကြသောလဝဲရင်တော်လန်ရေးသမားလူငယ်အမြင့်တေအုပ်စုများမှချီကွေဗာရာနှင့်ရဲဘော်ရဲဘက်တွေဖြစ်လာကလက်တွေ့တော်လှန်ရေးအတွက်သူဤအတွေ့အခေါ်အယူဆနှင့်လောကအမြင်တို့သည်လည်းအံဝင်တွင်ကြလိုက်ပါပြောင်းလဲလာတော့သည်အပိုင်းနှင့်ကဘာမှာမာနအကြီးဆုံးသူအသက်ရှင်တန်ဖို့ အရာတစ်ခုကိုရဖို့အသက်ဆုံးကျင်သိမရှိရင်ဘယ်တော့မှရမှာမဟုတ်ဘူးအာနက်စတိုချီဂွေဗာရာဖီဒက်ကက်စထရိုနဲ့ချီဂွေဗာရာတွေ့ဆုံပြီးနောက်ဂျူဘာနဲ့ကက်စထရိုကိုချီဂွေဗာရာ အလွန်စိတ်ဝင်စားလာသည်ကက်စထရိုမှာပညာတတ်ကောင်းဆောင်ဖြစ်ပြီးအလွန်ရဲတင်းသော လုံရည်ကံရည်ရှိသူအဖြစ်ခြေအတိအမှတ်ပြုသည် မက်ဆီကိုပင်လယ်ကွေ့တစ်ဖက်တွင်ရှိသော ကျူးပါမှာနေချက်အရင်ရှင်ဆန့်ကျင်ရေးပြစ္စည်းမဲ့လူဒန်းစားများလွတ်မြောက်ရေးအတွက်နောက်ထပ်ရည်မှန်းချက်တစ်ခုဖြစ်ကြောင်းကက်စထရိုရှင်းလင်းပြောကြားသည့်အခါအဆိုပါတော်လှန်ရေးကြီးကို စီးဝါးကြိုက်ဖန်တီးဖို့ချီကွေဗာရာတက်ကြွစွာ ပါဝင်လာသည်1952ခု ကျူးပါနိုင်ငံရခင်ရွေးကောက်ပွဲနှင့်သမရဖြစ်လာသောဘာဒက်စတာမှာစစ်တပ်နှင့်ပူးပေါင်း၍အာနာသိန်းက အာနာရှင်ဖြစ်လာသည်အာနာရှင်ဖြစ်လာပြီးကျူးပါပြည်သူတွေရခင်ရရှိနေသော လူအခွင့်အရေးအလုံးကိုဖျက်သိမ်းကာအုတ်ချုပ်သူလူတစုကောင်းစားရေးအတွက်ဗိုလ်ကျအုတ်ချုပ်လာသည်ကြံဆိုင်ပြိုးရေးဖြင့်ကျဲဝချမ်းသာနေသောကျူးပါမြေပိုင်ရှင်ကြီးများတို့၏အကျိုးစီးပွားကိုသာဦးစားပေးဆောင်ရွက်နေတာကြောင့်အခွင့်အရေးမဲ့အခြေအနေမဲ့ကျူးပါနိုင်ငံသားတွေ ဘာတက်စတာအစိုးရကိုမကြေမချမ်းဖြစ်လာသည်မိမိနိုင်ငံသားတွေကို ပြန်လည်နှိတ်ကွပ်နေသောဘာတက်စတာမှာကွန်မြူနစ်တွေကိုလည်းတူတူခါခါဆန့်ကျင်သူဖြစ်ရာအစိုးရသဘောထားကြောက်ပင်အမေရိကန်အစိုးရကဘာတက်စတာလိုအပ်သောစစ်ရေးနှင့်ဗန်နာရေးအထောက်ပံ့တွေရရရရပေးကမ်းနေခြင်းဖြစ်သည် အပြန်အလှန်အားဖြင့်ချီကွေဘာရာတို့လိုလဝဲရင်လူငယ်တော်လန်ရေးသမားတို့၏ပြစ်မှတ်သည်လဲဘာဒက်စတာ အစိုးရဖြစ်လာသည်ခြေဤစကားနှင့်ဆိုရလေဘာဒက်စတာအစိုးရသည် အမေရိကန်ဤရုပ်သေးရုပ်ဖြစ်၍ရုပ်သေးရုပ်ဤကာကြိုးတွေကိုဖျက်ရပေးလိမ့်မည်ချီကွေဘာရာဤမူလရည်ရွယ်ချက်မှာ တော်လန်သောတိုက်ခတ်ရေးသမားတယောက်လုပ်ဖို့မဟုတ် ကက်စထရိုခေါင်းဆောင်သောကျူဘာတော်လန်ရေးတပ်ဖွဲ့တွင် စေးသက်သားဖြင့်တာဝန်ထမ်းဖို့ဖြစ်သည်။ထို့ဖြစ်၍အခြားရဲဘော်တွင်ဤသူစစ်တင်နှံတက်ရသည်။ဝေးတည်မြင်မာသော တောင်ကုန်းတောင်နှမ်းတွေအပေါ်ချီတက်ရသည်။မြစ်ပြင်ကျယ်တွေကိုဖျက်ကူးရသည်။စုခါကြုံပင် ပိတ်ပောင်းတွေကြမိချောင်းသွားသွား၍ပျောက်ကြားစစ်စင်ဤတွေကို ပင်မန်းခက်ခဲစွာ စီးပူရသည် တင်တန်းကာလအတွင်းမှာပင်ခြေခွေဘာရမှာအများရဲပေါ်ရင်းနဲ့မတူ အလွန်ထူးချွန်၍အလားလာရှိသောပျောက်ကြားတင်တန်းသားတယောက်ဖြစ်ကြောင်းတင်တန်းဆရာတွေသဘောပေါက်ကြသည်စစ်တင်တန်းပြီးဆုံးပြီးနောက်ခြေနှင့်ကိုဝင်ရလာသော ရှီတာကာအက်စတာနှင့်လက်ထပ်ကြသည်သူတို့မိသားစုရှေ့ရေးအတွက် အစီအစဉ်တွေချပတ်ပြီးမကြမီတော်လန်ရေးကြီးစတင်ရာ ခြေလဲတော်လှန်ရေးနှင့်အတူသမုတ်တရားဟိုဘက်ကန်သို့လိုက်ပါသွားသည်ကက်စတိုကောက်ခံရသောအလူငွေဖြင့်ဝယ်ယူထားသောဂရမာအမည်နှင့်မော်တော်မှာကြန့်ခိုင်မှုမရှိတပတ်နွမ်းအဟောင်းအဆုပ်မော်တော်ဖြစ်သည်မော်တော်ပေါ်တွင်တော်လန်၏ရဲဘော်ရဲဘက်82ယောက်ပြုတ်သိမ့်ကျက်နှက်၍လိုက်ပါလာကြသည် သူတို့စီစဉ်ထားသလိုဖြောင်ပြူးခြင်းမရှိ မကြာခဏဥတီယာလွဲကျော်၍အစုံးတွင်ရှွံ့ညွန်ဖုံးသောကျူပါကန်းချိန်နှင့်ခက်လန်းလန်းတွင်တောင်တင်နေသည်သူတို့အားလုံးမတော်ပေါ်မှလွတ်လွတ်ကျွတ်ကျွတ်ဆင်းပြေ၍တောင်းအကြာတွင်ဘာဒက်စတာစစ်တပ်တွင်နှင့်ရင်ဆိုင်တွေ့ကကြည်စံအမြောက်တွင်ပလူပြန်လာတော့သည်ပျောက်ကြားတပ်ဖွဲ့တွေအားလုံးနီးစက်ရာကြံဆိုင်ခင်းတွေထဲ ပြေးဝင်ပုန်းခိုပြီးအမြောက်တန်ကြည်တန်တွေဆဲသွားသည့်အခါအသက်ရှင်ကျန်နေသေးသောကက်စတိုနှင့်ချီဂွေဗာရာတို့နှစ်ဦးသူတို့လူတွေကိုစစ်ဆေးကြည့်ရာစုစုပေါင်း82ဦးအနက်18ဦးသာ အသက်ရှင်ကျန်နေနေသည်ကို တုံလုံးခြောက်ခြားစွာ တွေ့ကြရသည် ယခုအခါသူတို့အားလုံးအကောင်ဆုံးပုန်းခိုရာနေရာအဖြစ်စီရာမိုင်းအက်စကို တောင်နှန်းကိုရွေးချယ်၍ဥတီချီတက်ကြရာဤနေရာ၌ပင် စစ်ခွာရာတွင်လျင်မြန်တွက်လက်ထွက်ပြေးကြရသည်သူတို့နောက်မှဘာစက်စတာတက်မှထက်ချက်မကွာလာ၍ပြစ်ခတ်နေရာအသက်လူ၍ပြေးနေရပြီးတနေရာအရောက်တွင်ခြေခွေဘာရာနှင့်အတူတည်ယူလာသော ရှေးဦးသူနာပြူစေးတတာနှင့် ကြည်စံတတာပြုတ်ကြသွားရာတတာနှစ်ခုလုံးကိုကောက်ယူဖို့မဖြစ်နိုင် နောက်မှရန်သူတွေနီးကပ်လာပြီးဖြစ်၍တခုခုကိုရွေးချယ်ရတော့မည်ဖြစ်ရာ စေတ္တာကိုထားခဲ့ပြီးတီစံတ္တာကို ဆွဲယူကာကိုနှစ်အပါတဲဆောင်လာလေရာအဆိုပါဆုံးဖြတ်ချက်အခိုက်အတန့်လေး၌ပင်စိတ်ကူးတော်လန်ရေးသမားခြေနှင့်လက်တွေ့တော်လန်ရေးသမားခြေတို့ကို ပြက်ပြက်တတခွဲစိတ်ပေးလိုက်လေသည် ဝေးတီခေါင်ပြား၍နတ်ဆိုင်သော စီရာလာမိုင်းအက်စတိုတောင်တန်းဒေသတွင်ခိုကက်သွားလာရင်ဒေသကံတောင်သူတွေနှင့် ထိတွေ့ဆက်ဆံ၍တော်လှန်ရေးကြီးတဲ့ပါဝင်လာအောင်သို့မဟုတ်တော်လှန်ရေးကြီးကို ထောက်ပံ့ကူညီကြစေရန်ကက်စတိုနှင့်ချီဂွေဘာရာတို့ဟောပြောစည်းရုံးကြသည် ခုဘာစတာအစိုးရကိုလက်နက်ကင်တော်လှန်နေရသောရည်ရွယ်ချက်မှာကျူးဘားနိုင်ငံမှဆင်းရဲသာတောင်သူလေသမားနဲ့အလုသမားတို့အတွက်ဖြစ်ကြောင်းယုံကြည်လာအောင် ဟောပြောစည်းရုံးရာဥစွာတော်လှန်ရေးသမားတွေကိုဒေသခံတွေအယုံကြည်မရှိ သူတို့ဒေသတို့ကျူးကျော်ဝင်ရောက်၍တိုက်ခိုက်လူရမည်သူတွေဖြစ်တန်တရားရှိကြသည် တို့ရာတွင်ဘာသက်စတာအစိုးရကို ပထမပုံကံခြားနားမှုတွင် ပါဝင်သောဖီဒက်ဂက်စတိုဤလူယုံဖရန်ပိုက်စ်ဤအကူအညီဖြင့်မကြာမီဒေသခံတို့ဤထောက်ပံ့မှုတွေရလာသည် 1958ခုနှစ်ဇန်နဝါရီလ22ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းထားသောလက်နက်ကင်တော်လန်ရေးတပ်ဖွဲ့ဖြင့်ကင်းလည်နေသောအစိုးရတစုတစုကိုတိုက်ခတ်ရာ အပြန်အလှန်ပြန်လည်ပစ်ခတ်မှုအတွင်ချီဂွေဗာရာဤလက်ဖြင့်ပထမဦးဆုံးအကြိမ်လူတက်ခဲ့ပြီးနောက်နောက်ထပ်လူတက်ပွဲတစ်ပွဲနှင့်ကြုံရပြန်သည် တိုက်ပွဲပြီးနောက်မကြာမီသူတို့တော်လှန်ရေးသမားအုပ်စုတွေတွင်တစ္ဆာဖောက်တို့ရှိနေကြောင်းသိလိုက်ရာတစ္ဆာဖောက်ကို နေရာမှာပင် ပွဲချင်းပြီးတက်ဖို့ကက်စထရိုကိုတိုင်ဆုံးဖြတ်၍ချီကွေဗာရာကိုတာဝန်ပေးအပ်သည်ထိုအချိန်ကအဆိုပါအဖြစ်ပြက်တွင်ရှိနေသော မျက်မြင်တူ၏အဆိုအရချီကွေဗာရာသည် သွေးအေးအေးနှင့်ရာဇဝတ်သားထံလမ်းလျှောက်သွားကာ ဦးခေါင်းကိုတနက်နေ့တည်၍မောင်းဖြုတ်လိုက်သည်အဆိုပါအဖြစ်ပြက်နှင့်ပတ်သက်၍ခြေကွေဘာရာရေးသားသော စာအုပ်အုပ်တွင်စစ်သည်အလွန်ရုပ်ရင်းကြမ်းတမ်းသည့်ဖြစ်၍မြည်သူသောတန်တရားကိုမျှတီးမခံနိုင်ကြောင်းသွေးအေးနှင့် လူသက်ချင်းသည်လည်းတုံလုံးခြောက်ချားဖွယ်ရာ အတွေ့အကြုံမဟုတ်တော့ကြောင်းရေးသားထားသည်တော်လန်ရေးတက်သွင်းတက်စင်ရေးနှင့်တိဆောက်ရေးလုပ်ငန်းတွေနှင့်အလုံရှုံနေစဉ် ကျူးပွားမှအဖြစ်ပျက်တွေကိုနိုင်ငံတကာအတိုက်အဝန်းမှနှစုံနှပြကြားပြီးမကြမီနယူးယောက်တိုင်းသတင်းစာအယ်ဒီတာဟာဗတ်ဟတ်တိုဤအာထုံမှုဖြင့်ကက်စတိုနှင့်အဆက်အသွယ်ရကာအင်တာဗျူးပြီးအဆိုပါသတင်းကို ပုံနှိပ်ဖော်ပြခဲ့ရာကျူးပွားဤပဂတိနိုင်ငံ၏အခြေအနေအလုံးနိုင်ငံတကာသို့ပြန့်နှံ့လေသည် ကျူးဘာပြည်တွင်မီဒီယာအများပြားတွင်ကက်စတိုဦးဆောင်သောတော်လှန်ရေးကြီးလုံးဝကြာရှုံး၍ကက်စတိုလည်းတေဘီဆိုသော သတင်းတွေပေါ်ပြနေကြရာယခုပြင်ပသတင်းမီဒီယာတစ်ခုကိုအသုံးပြုကာကက်စတိုဘက်မှခြေပ၍ပြန်လည်ဝါဒဖြန့်ချီခြင်းဖြင့်လူထုကိုနှိုးဆော်လိုက်ခြင်းဖြစ်သည် ထို့အတွင်မိမိတို့၏ပုံရိပ်မှာညီပြအရေးကြီးသောကက်စတိုကောင်းကောင်းသဘောပေါက်သည် ူတို့အားလုံးကြိုးရန်ပေါ်လမ်းလျှောက်နေရပြီမဲ့အကောင်းဆုံးမျှော်လင့်ထားကြဖို့အမြဲတမ်းတိုက်တွန်းနေသည်အင်တာဗျူးအတွက် Harvard ဟတူရောက်လာသည့်အခါရဲဘော်တွေကို စမတ်ကြကြနေကြဖို့ကက်စတိုညွန်ကြားကြောင်းတို့ရတွင်ခြေနှင့်အခြားရဲဘော်တွေကို sorry ပါ interview တွေ harvard ဟတ်တို့ရောက်လာတဲ့အခါရဲဘော်တွေကို စမတ်တက်ကြနေကြဖို့ casto ညွန်ကြကြောင်းတို့ရာတွင်ခြေနဲ့အခြားရဲဘော်တွေကို ကြည်လိုက်တဲ့အခါခြေတော့မှရှုဖက်နက်များမှပောက်ပြဲ၍အနာစာတွေကိုတန်ကြိုးတွေနဲ့ခြိထားရသည် ဒါပေမဲ့ကက်စတိုညွန်ကြားသလိုခြေဥဆောင်၍တတိအနေထားနဲ့စမတ်ကြကြရက်နေကြရသည်ဟာဗတ်ဟတိုနဲ့ကက်စတိုတို့အင်တာဗျူးမှာနှစ်နာရီသုံးနာရီခန့်ကြာသည်ဖီဒယ်ကက်စတိုနဲ့အင်တာဗျူးနေချိန်တွင်ချီကွေဗာရာနဲ့ဖီဒယ်ကက်စတိုတို့၏ညီရော့ကက်စတိုတို့မှခောက်တုတ်ခောက်ပြန်ခြိတက်ပြနေရသည် တက်စုတစုကိုဥဆောင်၍ခောက်တုတ်ခောက်ပြန် ခြိတက်ပြနေရသည်အင်တာဗျူးပြီးဆုံးသည့်အခါပျောက်ကြားတွေကို Harvard အထင်ကြီးသွားပုံရသည် မကြမီအင်တာဗျူးကိုနယူးယောက်တိုင်းသတင်းစာတွင်ပုံနှိပ်ဖော်ပြပြီး Castro အသက်ရှင်နေမှန်း Barcelona တည်သွားရာပျောက်ကြားတွေခိုးအောင်းနေရာတောင်တန်းသို့တက်တွေစေလွှတ်၍ရေလံရှာဖွေတော့သည်ဘာသာစတာတက်တွေလာနေသည်ကို အချိန်မီတည်င်းရသည်နှင့်တော်လန်ဟေးကောင်းဆောင်ဖီဒယ်ကက်စတိုမှာလုံချုံရသို့အမြန်ပြေး၍ပုံကွယ်နေစဉ်ခီခွေဘာရာမာမူသူ့လူတွေကိုခေါင်းဆောင်ကမကြောက်မရွံ့မတုံမလုံရှေတန်းမှကဒုတ်ခံ၍ရန်သူတွေကိုပြစ်ခတ်တိုက်ခိုက်လေရာခြေခွေဘာရာ၏သူရတတိကိုကက်စတိုမျက်ဝါးထင်ထင် တွေ့မြင်ရပြီး အဆိုပါတိုက်ပွဲမှနေ၍ချီကွေဗာရာကိုတပုံတက်ကြီးဤဒုတိယတံမှုအဖြစ်ယာလူတုံးမြင့်သည်ယခုလိုယာလူတုံးမြင့်ခြင်းအတွက်သူသည် ကဘာပေါ်တွင်ဂုံယူပွဲရာအကောင်းဆုံးဖြစ်ကြောင်းချီကွေဗာရာဤဒဏ်ရာရီတွင်ရေးသားထားသည်ဒီဒီလေးမှာတော့ဆရာမလေးကချီကွေဗာရာရဲ့အထုပ်ပတ်တီလေးကိုအ ပိုင်းနှစ်ပိုင်းဖတ်ပြခဲ့တာဖြစ်ပါတယ်အဲနောက်ရက်ဒီမှာလည်းဆက်လက်ပြီးတော့တန်းရှိနေတဲ့အပိုင်းလေးတွေကိုဖတ်ပြသွားမှာဖြစ်ရကြောင်းမလို့နားဆင်အားပေးကြပါအောင်လို့ဒီနေ့ကနေပြောချင်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်